်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ဘုံသဘောတူညီချက်များကိုမလိုက်နာတဲ့စစ်ကောင်စီကိုအာဆီယံအရေးယူရန်လိုလို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြမအရေးအာဆီယံဘုံသဘောတူညီချက်ကိုမလိုက်နာတဲ့စစ်ကောင်စီကိုအရေးယူဖို့လိုကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြောပါတယ်2021ခုနှစ်ကနေကအာဆီယံထုတ်ပြန်ထားတဲ့အချက်၅ချက်မှာပထမဆုံးဖြစ်ဖြစ်တဲ့ The Session of Violence ကိုမလိုက်နာဘဲအရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတောက်လျှောက်လုပ်နေတဲ့စစ်ကောင်စီကိုအာဆီယံအနေနဲ့အရေးယူဖို့အထူးလို အပ်ပြီးလို့မေလ29ရက်မှာပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောပါရယ်မေလ12ရက်နေ့ကစကိုင်းတိုင်းအိုးတိန်တွင်ကျူရစတင်ကြားကို Jet Fighter နဲ့ပုံကျဲတိုက်ခိုက်လို့ចောင်းသားလူမမင်းများနဲ့ဆရာမများအပါအဝင်အနည်းဆုံး24ဦးတိကျခဲ့ရပြီးတရာကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တာဟာစစ်ကောင်စီရဲ့အရဲသားပြမှတ်တွေတိုက်ခိုက်မှုတွေကခိုင်မာတဲ့တပ်တီတာရကတစ်ခုပဲဖြစ်တယ်လို့၎င်းကပြောပါရယ် အရသားများစာတင်ကြောင်းနဲ့စရုပ်စည်းကမ်းများပါမကျန်ပုံကျဲတိုက်ခိုက်နေကြတဲ့စစ်ကောင်စီကိုလီရင်စီရောင်းနေခြင်းအပေါ်ပြင်းထန်စွာဆန့်ကျင်ပြီးလက်တွေ့ကြပြီးထိရောက်တဲ့ဖိအားပေးမှုတွေဆောင်ရွက်တင်ကြောင်း၎င်းကပြောပါရယ်ဒါအပြင်ဘုံသဘောတူညီချက်သဘောထားတွေပေါ်ပေါက်နိုင်ဖို့တော်လှန်ရေးအင်အားစုများအချင်းချင်းတွဲဆောင်ဆွေးနွေးနိုင်မယ့်အခင်းအကျင်းဖြစ်ပေါ်လာရင်ကိုအာဆီယံအနေနဲ့ဥစွာကူညီပေးတင်ကြောင်းလဲဆိုပါရယ်မိမိတို့တော်လှန်အင်အားစုတွေရဲ့ညီညွတ်စုစည်းမှုမှာတဆင့်တိုင်းပြည်အတွက်အရှိရှိခံနဲ့ပြည်လည်မှုအဖြစ်ကိုရှာဖွေခြင်းကအာဆီယံအဖွဲ့ကြီးကအစဉ်တစိုင်းပြောဆိုထား ောက်ပြထားတဲ့မြန်မာ own မြန်မာ land နီးလည်းပဲဖြစ်တယ်လို့၎င်းကဆိုပါတယ်။အတင်းချက်ဖိအားပေးပြီးစစ်ဆတ်ဆွေးနွေးခြင်းဖြင့်ပြစ်ခတ်ရဲစဲစီခြင်းဟာရရှိမှပြဿနာပြင်းလဲရေးကိုအထောက်အကူပြုမှာမဟုတ်ကြောင်းလဲဆိုပါတယ်။မြောက်ပိုင်းမှာအင်းနီးချင်းနိုင်ငံတခုကတစ်ဖက်သက်ဖိအားပေးဆောင်ရွက်နေတာတွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုအတွက်အထောက်အကူမဖြစ်စေနိုင်ဘူးလို့၎င်းကဆက်လက်ပြောပါတယ်။ မြမအရင်ရာအာဆီယံရဲ့ဂုဏ်သိက္ခာပြန်လည်အားကောင်းစေဖို့အလွန်အချိန်ခါတင်နဲ့အခွင့်အရေးတရက်နေနဲ့မှတ်ယူနိုင်ကြောင်းလည်းဆိုပါတယ်။ဆက်လက်ပြီးစစ်ကောင်စီက PDF တပ်ဖွဲ့များအတွင်းစစ်တပ်ထောက်ခံတဲ့လူငယ်များထည့်သွင်းပြီးစုံစမ်းထောက်လှမ်းခြင်း၊သွေးခွဲခြင်းများလှုံ့ဆော်နေလို့တော်လိုင်းတပ်ဖွဲ့များလူကြုံရင်းအသိရှိကြဖို့ MTY PDF တိုက်တွန်းနေကြောင်းတင်ဆက်ပေးပါမယ်။အစံဘက်စစ်ကောင်စီက PDF တပ်ဖွဲ့များအတွင်းစစ်တပ်ထောက်ခံတဲ့လူငယ်များထည့်သွင်းကစုံစမ်းထောက်လှမ်းခြင်း၊သွေးခွဲခြင်းများလှုံ့ဆော်နေပြီးတော်လိုင်းတပ်ဖွဲ့များလူကြုံရင်းအသိတတိမပေါ်ဆကြဖို့တိုက်တွန်းလိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့ပြောရေးဆိုခွင့်ရှိသူကိုဝါစမွန်ကပြောပါရယ်နိုင်ငံနဲ့အဝါစစ်မျက်နှာတွေမှာဆစ်ရှုံးချီနေများနဲ့ရှင်ဆိုင်ကြုံတွေ့နေရတဲ့အကြမ်းဖက်စစ်ကောင်စီကတော်လိုင်းတပ်ဖွဲ့များတွင်တလန်တရှုံများစိတ်ဝင်စေကာတရင်အချက်လက်ရယူတဲ့ထောက်လိုင်းလုပ်ငန်းများကိုလုတ်ကင်ဆောင်ရွက်လာခြင်းဖြစ်ကြောင်းသိရပါရယ် စစ်ကောင်စီက၎င်းတို့ထောက်ခံတဲ့အရက်သားတွေကိုတော်လိုင်းတပ်ဖွဲ့များသို့အသွင်ယူဝင်ရောက်စေကဒီနေရာများရယူခြင်းအချင်းချင်းကြားတွေးကွဲစေဖို့အခြေအနေများဖန်တီးခြင်းနဲ့တပ်ဖွဲ့ကိုစွန့်ခွာစေဖို့စွဲဆောင်စည်းရုပ်ခြင်းစတဲ့လုပ်ငန်းတွေကိုစနစ်တကျလှုံ့ဆော်လာခြင်းဖြစ်ကြောင်းသိရပါတယ်။ကျွန်တော်တို့ရဲ့မိတ်ဆက်တော်လိုင်းတပ်ဖွဲ့တွေကိုတိုက်တွန်းချင်တာကအခု MDYPDF ကိုထောင်လန်းစုံစမ်းတဲ့ပုံစံမျိုးအခြားသောအဖွဲ့အစည်းတွေမှလည်းစစ်ကောင်စီဘက်ကလှုံ့ဆော်နေတာမျိုးရှိတယ်။လုံခြုံရေးအသည့်လုံခြုံရေးတတိမပေါ်စားဖို့နဲ့တကယ်လို့ရှိခဲ့တဲ့ဆိုရင်လုံခြုံရေးအစီအမံတွေကိုအမြန်ဆုံးချမှတ်ဖို့ ရည်ရွယ်ပြီးတော့ကျွန်တော်တို့ဒီဖြစ်စဉ်ကိုထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ပြည်သူ့ကာကွယ်တမတော်မန္တလေးရဲ့ပြောရေးဆိုခွင့်ရှိသူကိုအော့စမွန်ကသတင်းဌာနကိုပြောတာပါ။ စစ်ကောင်စီကတော်လိုင်းအဖွဲ့အတီးတီအတွင်ကိုပုံစံမျိုးစုံနှီးမျိုးစုံအကြောင်းအရာမျိုးစုံနဲ့၎င်းတို့ရဲ့အတွင်းလူဒလန်တရှုံများစေလွတ်ထားနိုင်တာကိုတော်လိုင်းအင်အားစုများအနေနဲ့အထူးလေးပေးတတိမှုတင်ကြောင်းပြည်သူစစ်မှုထံဥပဒေအတ္တမပြဋ္ဌာန်းပြီးနောက်ပိုင်းမှာပြည်သူကာကွယ်တပ်မတော်မန္တလေးကိုစစ်ကောင်စီမှရှိရွက်ချက်ရှိရှိစေလွတ်ထားတဲ့ဒလန်တရှုံတွေကပုံစံမျိုးစုံနဲ့ဝင်ရောက်လာကြောင်းအသက်အရွယ်ပိုင်းခြားအဖြစ်အသက်20ဝန်းကျင်ရှိတဲ့လူငယ်များဖြစ်ကြပြီးအမျိုးသားရောအမျိုးသမီးတွေပါဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်စစ်တပ်ကစေလွတ်ထားသူတွေကစုဆောင်းရေးကာလမှာအခြား ားသောလူငယ်များနှင့်ရှင်းလင်းမှုရှိစေဖို့စနစ်တကျကြိုးစားအားထုတ်ခဲ့ပြီးအမည်ရင်းများနေရာလိပ်စာများနဲ့ဖုန်းနံပါတ်များကိုတောင်းယူဆူဆောင်းခဲ့တာကိုတွေ့ရှိရကြောင်းဒါအပြင်တင်နန်းကာလာတလျှောက်လုံးမှာလည်းတပ်ဖွဲ့မှစွန့်ခွာစေမယ့်အတွေးခေါ်တွေကိုတင်နန်းသားချင်းချင်းကြားရှိရွက်ချက်ရှိရှိဖြန့်ဝေလေးရှိကြောင်းသိရပါတယ်ဒါအပြင်တပ်ဖွဲ့နဲ့ဆိုင်တဲ့သတင်းအချက်အလက်တွေကိုတက်နိုင်တဲ့ပုံစံမျိုးစုံနဲ့ဆူဆောင်းရယူပြီးနောက်ဆုံးအဆင့်မှာတပ်ပြေးပြေးတပ်ဖွဲ့မှစွန့်ခွာသွားလေးရှိကြောင်းတပ်ပြေးပြီးနောက်ပိုင်းမှာလည်းပုံစံမျိုးစုံနဲ့အခြားသောတပ်ဖွဲ့ဝင်လူငယ်များကိုပါသွေးဆောင်ဖျားယောင်းကတပ်ပြေးမှုဖြစ်စေ ကိုလုံဆောင်ခြင်းနဲ့တပ်ပြင်းရမှာလမ်းကြောင်းကူညီများရှာဖွေပေးခြင်းတို့ကိုပါစနစ်တကျလုံဆောင်နေရကိုတွေ့ရှိရကြောင်းသိရပါတယ်စစ်ကောင်စီကအဲ့ဒီတလန်တရှိုးလူငယ်တွေကိုစနစ်တကျလေ့ကျင့်ပေးထားပြီးတော်လိုင်းတပ်ဖွဲ့တွေကိုစေလွတ်ကတရင်အချက်လက်ရယူခြင်းနဲ့တော်လိုင်းအင်အားစုများအကြားစီးလုံးမှုပြိုကွဲစေမယ့်လုပ်ငန်းတွေကိုလုံဆောင်စေခြင်းဖြင့်စီးရေးအတားအယမှုတွေရရှိဖို့ကြိုးပမ်းလာတာကိုတွေ့ရကြောင်းအဲ့ဒီလုပ်ငန်းစဉ်တွေကိုစစ်ကောင်စီတပ်ဖွဲ့မှအရာရှိတအုပ်မှာ ကျိုးကင်ကြီးချက်ကအနိကက်လက်ညှိုးမှုတွေပေးနေတာကိုတွေ့ရှိရပြီးစစ်စင်ရေးတစ်ခုအသွင်းစနစ်တကျဒီဇိုင်းမတ်မတ်လှုပ်ဆောင်နေတာကိုတွေ့ရတယ်လို့ပြောပါရယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကအဲ့ဒီလိုစစ်ကောင်စီရဲ့အသွင်းယူထောက်လန်းခြင်းကိုခံခဲ့ရတော့လဲအချိန်မီတရှိခဲ့တဲ့အတွက်တံပြန်ထောက်လန်းရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ပြီးအဲ့ဒီရန်နရလေပတ်ပုံတွေကိုစနစ်တကျစောင့်ကြည့်ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပြီးဖော်ထုတ်တွေ့ရှိထားတဲ့စစ်ကောင်စီရဲ့အသွင်းယူထောက်လန်းမှုရန်နရပုံစံကိုအခြားသောတော်လိုင်းတပ်ဖွဲ့များနမူနာယူပြီးလုံခြုံရေးအစီအမံများချမှတ်နိုင်စေဖို့ထုတ်ပြန်ကြေညာခဲ့ပါရယ်အခု ထုတ်ပြန်ကြမှာပုံနဲ့တကွာဖော်ပြထားသူတွေကစစ်ကောင်စီဘက်ကနေပြီးတော့တရင်အချက်လက်နိုင်ယူဖို့ဆိုပြီးတော့လွတ်လိုက်တဲ့ဒလန်တွေနောက်ပြီးတော့တပ်ဖွဲ့ကိုစွန့်ခွာပြီးတော့စစ်ကောင်စီထံအလင်းဝင်သွားကြတဲ့သူတွေနောက်ပြီးတော့တပ်ဖွဲ့ကိုစွန့်ခွာပြီးရင်နောက်စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံရပြီးတော့ထောက်လန်းရန်တရားမှာပါဝင်ပတ်သက်နေတဲ့သူတွေဖြစ်ပါတယ်။တချို့သောသူတွေကတော့စစ်ကောင်စီဘက်ကအတ္တမဖိအားပေးမှုကြောင့်မလွဲတာမရှောင်တာတရင်နိုင်နေတဲ့လုပ်ငန်းစဉ်တွေပါဝင်ပတ်သက်နေရတဲ့သူတွေဖြစ်နိုင်ပြီးမဲ့ဒီထုတ်ပြန်ချက်မှာပါထားတဲ့သူအများစုကတော့လူလူလားလားကိုပူပေါင်းပြီးတော့စစ်ကောင်စီနဲ့ဆောင်ရွက်နေသူတွေ တွေဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတမတော်မန္တလေးရဲ့ပြောရေးဆိုခွင့်ရှိသူကိုအောင်စမွန်ကပြောတာပါ။စစ်ကောင်စီရဲ့ထောက်လန်းရန်နီယာမှာအဓိကနေရာမှာပါဝင်ခဲ့သူတွေကရဲသွေးခေါ် Black ခေါ်ချင်းရအောင်ကျော်စင်ထက်ကောပါစောပန်းဤဖြူခေါ် Harry ကျော်မင်းမြတ်နုခေါ် Yuki ပိုင်အားကဦးခေါ်ပိုင်ပိုင်ဂျေဆင်လင်းခေါ်ဂျူးလေးကျော်ပြည့်အောင်ခေါ် System တို့ဖြစ်ကြောင်းသိရပါတယ်။ အဲ့ဒီလိုစုံစမ်းဖော်ထုတ်မှုတွင်တချို့သူတွေကစစ်ကောင်စီရဲ့တပ်ပြင်းရန်လင်းလဲလဲပြားစည်းရုံးမှုကိုယုံမှခါတပ်ပြင်းမှုကျူးလွန်စီဖမ်းဆီးခံရပြီးအတင်းအကျပ်ဖိအားပေးခံရမှုကြောင့်မလွဲမရှောင်သာလောက်ကန်ဆောင်ရွက်ရသူများရှိနိုင်တော်လဲတချို့သောသူများကစစ်ကောင်စီနဲ့လူလူလာလာပူးပေါင်းဆောင်ရွက်နေတာကိုတွေ့ရကြောင်းသိရပါတယ်။ဒီလူတွေကိုဖမ်းဆီးနိုင်ရင်လည်းပတ်သက်ပြီးတော့ကျွန်တော်တို့ဆက်လက်လှုပ်ဆောင်သွားဖို့ရှိရဲ။မိဖတ်တော်လိုင်းဖွဲ့ရရဲ့အကူအညီကိုယူပြီးတော့ဖမ်းဆီးနိုင်ရင်လှုပ်ဆောင်သွားဖို့ရှိပါတယ်။လက်ရှိချိန်မှာတော့စစ်ကောင်စီရဲ့ထောက်လိုင်းရန်နေရာတွေကအစိပ်ပိုင်းတချို့ကိုဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါ ါတယ်။ဒါကတော့အချိန်တစ်ခုရောက်ရင်ထပ်ပြီးတော့ခြားသွားဖို့ရှိတယ်လို့ပြည်သူ့ကာကွယ်ရေးတမတော်မန္တလေးရဲ့ပြောရေးဆိုခွင့်ရှိသူကိုအော်စမွန်ကပြောပါတယ်။တပ်ပြေးရဲဘော်များမှတစင်းတပ်ဖွဲ့ဝင်များထံဆက်သွယ်ပြီးပြစ်စီပို့မယ်လို့ဆိုကတီနီယာတွေကိုထောင်လန်းစုံစမ်းခြင်းတပ်ဖွဲ့ဝင်အမျိုးသမီးတွေရဲ့အကောင့်တူများဖန်တီးပြီးချိတ်ဆက်ဆက်သွယ်ပြီးသတင်းအချက်အလက်များထောင်လန်းခြင်းတပ်ပြေးရဲဘော်များအနေနဲ့တပ်ဖွဲ့ဝင်များထံလာရောက်လှည့်ပတ်မယ်လို့လိမ့်လည်လည်ပြပြီးတီနီယာများထောင်လန်းစုံစမ်းခြင်းစေကူတမှုခံယူနေတဲ့တပ်ဖွဲ့ဝင်တွေကိုလူနာမီးရန်ထမမို့တပ်ဖွဲ့ဝင်တွေရဲ့မိတ်ဆွေပေါင်းဟန်ဆောင်ပြီးလိမ့်လည်လည်ပြက ာစိမ်းယုံတီနီယာများတက်တီလှုပ်ရှားမှုများထောင်လန်းစုံစမ်းခြင်းတပ်ဖွဲ့ဝင်များကိုတမိအစားပုံစံမျိုးချင်းကပ်ပြီးသတင်းချက်လက်များရယူထောင်လန်းခြင်းတို့ဖြင့်သတင်းလိုက်ရယူလေးရှိကြောင်းသိရပါတယ်။ဒါပြင်တရင်အစ်စ်ဖွဲ့စည်းထားတယ်လို့လိမ့်လည်ပြီးတက်ပြောင်းရွှေ့ဖို့စီယုံလုံးစော်ပြီးထောင်ချဆင်ဖန်းစီခြင်းကြောက်ဆဲခရိုင် KS2 PDF ကြောက်ဆဲခရိုင်တရင်နှင့်အမည်ကိုအလွဲသုံးစားပြုပြီးတက်ပြောင်းရွှေ့ဖို့စီယုံကထောင်ချဆင်ဖန်းစီလျက်ရှိကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။